ဟယ်လိုအားလုံးပဲမင်္ဂလာပါဖိုးဖိုးမန်းချင်းကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညမှာလဲကျွန်တော်တို့ဒါထိပ်သီးအသင်းကြီးနိုင်ငံအသင်းကြီးတွေရှင်မင်းကစားမဲ့ဒါ Nation League တွေရှိတယ်ပေါ့နော်ဆိုတော့ Nation League ဒါဒီညမှာဆိုလို့ရှိရင် တတိယနေရာလူပွဲကစားကြပါမယ်ဂျာမနီနဲ့ပြင်သစ်တို့ပေါ့နော်ဆိုတော့အဲ့ဒါကတော့9နာရီခွဲမှာကျွန်တော်တို့ချိန်မှန်ကစားမယ်အဲ့ဒါပြီးပြီဆိုတာနဲ့ဒီနေ့ညဒါမနက်9နာရီခွဲမှာဆိုလို့ရှိရင်ပေါ်တူဂီနဲ့စပိန်တို့ကလည်းကျွန်တော်ချိန်မှန်ကစားမယ်ဆိုတော့တတိယနေရာလူပွဲကစားမယ်ဂျာမနီနဲ့စပိန်တို့ဒီပြင်သစ်တို့ရဲ့ပွဲကိုကျွန်တော်အရင်ဆုံးကြည့်ကြည့်အောင်ဆိုတော့ဂျာမနီကတော့ဟိုတနေ့ကကျွန်တော်တို့ဒီအိမ်ခွင်းမှာပေါ့နော်သူတို့ဒါသူတို့ဂျာမနီမှာကစားတာကိုအဲ့မှာကိုပဲပေါ်တူဂီကို1-2နဲ့သူတို့ရှုံးတယ် ပြင်တစ်ကကျတော့စပိန်ကိုကျွန်တော်ခံပတ်ပြန်လာကနီးခဲ့ပြီမဲ့အချိန်မလောက်တော့မနေ5-4ဆိုတဲ့ရတဲ့နဲ့ရှုံပြီးတော့အဲ့ဒီနှစ်သင်းကကျွန်တော်တွေ့မှာကျတော့ဂျာမနီအတွက်ဟိုဒီတတိယနေရာလူပွဲမှာကောပြင်တစ်ကိုအနိုင်ယူဆိုင်ယူနိုင်စွမ်းသူတို့ရှိပါမလားเนาะစပိန်ပြင်တစ်ရဲ့ဘက်ကရောဘယ်လောက်ထိဂျာမနီကိုဒုက္ခပေးလာနိုင်လဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ကြည့်အောင်ဆိုတော့ပြင်တစ်ဘက်ကိုကျွန်တော်ကြည့်ကြည့်ရရင်ဒါအားလုံးနဲ့သိတဲ့အတိုင်းပဲပြင်တစ်ကစပိန်နဲ့ပွဲမှာဆိုလို့ရှိရင်တပွဲလုံးနေထားကြခြုံကြည့်ရင်အရာရာပူပြီးတော့ ကောင်းခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်။သူတပင်းတော့စပိန်ဘက်ကဂိုးအရန်ပြတ်သွားပြီးတော့ကစားမားတွေလဲလိုက်တဲ့အချိန်မှာစပိန်ဘက်ကတော်တော်လေးကြာသွားတယ်။အဲ့ဒီမှာပြင်တက်ကဂိုးတွေပြန်သွင်းတယ်။ဒါပေမဲ့လည်းအချိန်မမီတော့ဘူးဆိုတော့ဂိုးပေါက်ကန်တာတွေကိုဂိုးပေါက်တဲ့တာတွေကိုအကုန်လုံးပေါ့နော်ပြင်တက်ဟာအများကြီးပူကောင်းခဲ့တာ။ဆိုတော့အဲ့လိုမျိုးဆိုတော့လူစရင်ကိုကျွန်တော်ကြည့်တော့လေပြင်တက်ကတော်တော်စုံနေတယ်မှာကျွန်တော်ပါတယ်။ Nation League ဘာညာပြောကြပြီးမဲ့လေလို့ အသင်းတွေကတော့ကိုစီတကယ်ရှင်းမင်းကစားနေကြတာပဲသူတပြင်းတော့ဒီ Nation League ဆိုတာကလည်းလာမယ့်နှစ်ကမ္ဘာဖလားအတွက်ပြိုင်ပွဲဆိုတဲ့အခါကျတော့အဲ့ဒီဒီအဲ့အတွက်ပြင်ကြဆင်ကြတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်အထက်တဲ့ကွင်းထဲမှာပါလာတဲ့ကစားမတွေကလည်းသူတို့တက်နိုင်ကြများအကုန်ကျူးပန်းကြတာပဲကျွန်တော်မြင်ပြကျွန်တော်တို့သိခန်းစားခြင်းမရအောင်ခန်းစားခြင်းမရအောင်ဆိုတော့တခြားမဟုတ်ဘူးကစားမတွေ အခုလို finally ဘာတွေတက်တာတော့မှမီဒီကွန်နဲ့ရင်သိမ့်မခုံကြည်ပါလားကျွန်တော်ယူရိုတို့ကမ္ဘာဖလားတို့နဲ့ဘာမှန်ကိုမဆိုင်ဘူးဗျာအဲ့တော့နေနေတော့အရသာကပေါ့ပြက်ပြက်တော့ကျွန်တော်ရှိတယ်ဒါပေမဲ့လို့ပေါ့နော်ပြင်သစ်ဘက်ကလူစင်းကိုကျွန်တော်ကြည့်ကြည့်ရရင်လူစင်းကအစုံပဲကျွန်တော်တို့ဂူးသမားမှာဆိုလို့ရှိရင်လည်းပဲ တို့မှာ mic mic နဲ့တို့ကျွန်တော်ရှိရဗျဘလောက်ပဲဟိုဟိုနေ့ကပွဲမှာအဆင်မပြေခဲ့ဘူးပဲကျွန်တော်ပြောပြောဟိုဆန်ပါတို့ပါတို့ဆိုတာမျိုးကကြော်ပြီးတော့ပွဲထွက်ခွင့်ရမယ့်အခြေအနေမျိုးမှာကျွန်တော်ရှိမနေဘူးကိုသမားနေရာမှာ magnan တို့ကျွန်တော်ရှိမယ်နောက်တန်းမှာလည်း tio hernandez တို့ kuna de တို့လိုကစားမားတွေဒါအပြင်အရန်မှာဆိုလို့ရှိရင်လည်းပဲသူတို့ဘောနော် benjamin fabet တို့လိုကစားမားတွေ lucas dinya တို့တကယ်တမ်းကလူစရင်းကပြင်းတဲ့မှာအားအနေဆုံးနေရာကိုပြပါဆိုရင်ကျွန်တော်တို့ကနောက်တန်းမယ် နောက်တန်းမဲ့သူတို့ကအချိန်ကြီးမကောင်းတာသူတပင်းကတော့ဥပမကန်နူတို့ဘောနော injury ပြဿနာတွေကြုံနေတာပြီးလို့ရှိရင်ဆာလီဘာတို့ injury ပြဿနာတွေကြုံနေတာဒါမျိုးတွေကြောင့်ပြင်တဲ့ဘက်မှာနောက်တန်းကအားနေတာ right back မှာဆိုလို့ချင်းလည်းပဲဟိုတနေ့ကကာလူလူတို့ဘာလို့ကိုတုံးသွားတာတကယ်တမ်းက perfect တို့ဘာလို့လုံးစားမှရှိတယ်မတုံးဘူး ဒါကြောင့်ဗောနောပြင်သစ်မှာအာအနေဆုံးကနောက်တန်းပဲအဲ့ဒီနောက်တန်းမှာတော့မှအတိုင်းအတာတခုဒီရည်သွေးမြင့်ကစားမတချို့ရှိတယ်ဆိုတော့ကွင်းလင်မှာလည်းပဲရာဘီယိုတို့လူကစားမတွေအဲ့ဒီကကျွန်တော်တာမနူကိုနီရိုဆိုလို့ရှိရင်လည်းပဲတော်တော်ကောင်းကောင်းအဆင်ပြေအောင်ကစားသွားတယ်နော်ဒါပေမဲ့လို့အရန်မှာဆိုလို့ရှိရင် ကာမာပင်ကာတို့လူကစားမတွေကျွန်တော်တို့ရှိမယ်ကာမာပင်ကာတော့ကအင်ဂျူရီကြုံနေတော့ထင်ပါတယ်ပြီးလို့ရှိရင်အမ်ဘရီယိုတို့လူကစားမတွေ ချူဝမီနီတို့လိုကစားမတွေကျွန်တော်ရှိတယ်ဒီပွဲမှာတော့ပါခြင်းပါလာမယ်ပေါ့နော်တိုက်စေးကတော့လုံးဝပြောစရာမလိုဘူးဗျာဂျမ်ဘီလီတို့ပေါ့နော်ကျွန်တော်ချာကီတို့အိုလီစီတို့ဒူဝေးတို့ပေါ့နော်ဘာကူလာတို့ဂျမ်ဘီလီပြောချင်ဘာပေတို့ရန်ဒယ်ကိုလိုမူဝနီတို့ပြောလို့ရှိရင်ပြင်သစ်မှာအကောင်းဆုံးဟာတိုက်စေးပဲဆိုတော့အခါကျတော့ပြင်သစ်ကလူစုံတက်စုံနဲ့ဟိုလိုပြောမလို့ဂျာမနီကိုတို့ကမပေးနိုင်စရာတော့မရှိဘူးကျွန်တော်ဒီနေ့ပွဲမှာပြင်သစ်ကိုအများကြီး အာသာချက်ရှိတယ်လို့ထင်တဲ့အကြောင်းရင်းကသူတို့မှအားနေတာဆိုလို့နောက်တန်းပဲရှိတာပြည်ထောင်ကဂျာမနီရဲ့တိုက်စစ်ကဟိုမပါနေတဲ့ကစားမားတွေရောဗာရီရောတော်တိုင်ပတ်နေတယ်ကွန်းလယ်မှာလည်းမပါနေတဲ့ကစားမားတွေရှိတယ်နောက်တန်းမှာလည်းမပါနေတဲ့ကစားမားတွေရှိတယ်ဆိုတော့ဒီ Nation League မှာကဟိုဟိုဂျာမနီတို့ကဘလို့မှသိအများကြီးမျောလင်းချက်မရှိဘူးဘယ်အဆင့်ပဲကျွန်တော်တို့ဖြစ်နေဖြစ်နေပေါ့နော်အာလူစုံတက်စုံရှိတော့မဲ့သူတို့ကဟုတ်တာလူမစုံတော့ဘူးဆိုလို့ရှင်တော့သူများနိုင်ငံအသင်းတွေလိုမျိုး ဟိုအများကြီးအချိန်ကြီးကောင်းနေတဲ့ဒီမှာမပါဘူးဗျာထားပါတော့အာဒီကောင်မပါနိုင်လို့အရန်ကောင်ကဟိုကောင်ကိုထည့်လိုက်မယ်ဟေ့ဆိုတာမျိုးဂျာမနီမှာမရှိဘူး။နောက်ဘာလို့လဲဆိုတော့ဂျာမနီက nation တစ်ခုလုံးကိုကျွန်တော်ကြည့်ရင်တောင်မှ first line နဲ့မှာ၉ယောက်လောက်ပဲကျွန်တော်တို့ပြီးတယ်မဟုတ် class assistant ရှိတာဗျာ။အဲ့ဒီတွေကမှတချို့ကစားမတွေမပါဘူးပါညာဆိုတော့တော်တော်တိုင်ပတ်တာအခုကျွန်တော်တို့ပေါ်တူဂီနဲ့ကစားတဲ့ပွဲမှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲ ကျွန်တော်တို့မှာတိုက်စစ်မှာဆိုလို့ရှိရင်ဗျာလာ UNICEF UNIC ဘာလဲ U21 Euro မှာကစားမဲ့ကစား UNICEF တို့ Euro လားမသိဘူးကစားမဲ့ဒါ Nick Waltermedy တို့လိုကစားမတွေကိုတိုက်စစ်မှာထည့်သုံးလာရတယ်။ Exam တွေကိုပြန်ပို့မယ်ဆိုပြီးတော့ Nagelsmann ကပြောထားတယ်။ဒါသူအဓိကကတော့ Euro လူငယ်ပြိုင်ပွဲရှိနေလို့ဒါပေမဲ့လို့ပေါ့နော်။သူ့ကိုဒီနေ့ပွဲစဉ်မှာအဲဒီထည့်မှာပေါ့နော်။ဆိုတော့အဲ့ဒီ Exam ပြီးလို့ရှိရင် Florian Vieira ရှိမယ် Lirain Sané ရှိမယ်။ Sané တို့ကကျွန်တော် Euro ပြိုင်ပွဲမှာတောင်းပါဗျာ။အတင်းမှာအဲ့လောက်ကြီးကြီးကစားခွင့်ရခဲ့တာမဟုတ်ဘူး။ပါတောင်ပိုင်းလာမမမီးတော့ဘူး။ပြောချင်တာက လက်ရှိဂျာမနီရဲ့တိုက်စစ်မှာဆိုလို့ရှိရင် Florian VS တယောက်ပဲရှိတာအဲ့ဒီတယောက်ထဲနေတော့ကျွန်တော်ဘာမှလုပ်လို့မရဘူးเนาะဘာမှကျွန်တော်လုပ်လို့မရဘူးကျန်တဲ့ထားပါတော့ Musiala လို့ကျွန်တော်မပါနိုင်ဘူးเนาะတိုက်စစ်က Kai Havertz တို့မပါနိုင်ဘူး Nicolas Fruku တို့က Diaby မှာ West Ham မှာပွဲကစားခွင့်ကြီးဘာမှသိမရတော့ဘူးဆိုတော့အခြေအနေတွေကအကြဘက်ကိုကျွန်တော်ရောက်နေတာတိုက်စစ်က Undev တို့ဘာလို့ဆိုလို့ရှိရင်လည်း Nagelsmann ကသိမကြိုက်ဘူးသူတို့ပြင်ဒီကစားမကဘယ်လိုမှသိပြီးတော့ Nagelsmann လူချင်းတဲ့ပုံစံကိုမပေးနိုင်ဘူးတိုက်စစ်ပိုင်းမှာဆိုတော့ဂနာဘရီတို့ကလည်း ဒါအဖိုးကြီးတသာပဲဗျာနော်အသက်ကအသက်ရွယ်ကောင်းရှိသေးတယ်ဆိုပြီးမဲ့လို့လို့လုံးဝကျသွားပြီစာနေတို့လုံးဝကျသွားပြီဝင်လေမှာဆိုလို့ရှိရင်လည်းဒီတိုင်းပဲ cruise နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့တကယ်အားကိုးရနိုင်တဲ့ကစားမဆိုလို့ကျွန်တော်မှ image တယောက်ပဲရှိတော့တာနော် pavlo beach ကလည်းအရန်ငယ်သေးတာရဲ့သူ့ဘေးကတွဲဘက်က goreska တို့လိုမျိုးကစားမတွေတွဲခေါ်နေတဲ့သူမရှိဘူးတကယ်တမ်းကကျွန်တော် andrich တို့ပါလို့ရှိတယ်ဗက်နာက andrich ကပြီးခဲ့တဲ့ရာသီ liverpool စင်နဲ့ပေါ့နော်ဂိမ်းအများစုကိုသူ injury ကြောင့်လွဲခဲ့ရတယ် လွဲခဲ့တယ်ဆိုတော့နာဂယ်စမန်ကမတုံးဘူးမတုံးတော့ဗနော် ready မဖြစ်သေးဘူးဆိုတဲ့ပုံစံမျိုးနဲ့သူမတုံးဘူးမတုံးတော့ဂိုရက်စကာလူလူကစားမားလေးကိုတောင်းမှဗျပြန်ပြီးတော့နာဂယ်စမန်ယူရထားရတယ်ဒီဒါလက်ကားမှုနာဂယ်စမန်ဘလူးမန်ဂိုရက်စကာကိုမကြိုက်ဘူးဒီဘာလို့ပြန်ယူရထားလဲဆိုတော့လူမရှိလို့အထူးသဖြင့်ကျွန်တော်တို့မှာအဲစတယ်လာလူလူကစားမားလေးကျွန်တော်ရှိတယ်အဲ့ဒီကစားမတွေကငယ်သေးတော့ကမ္ဘာဖလားကြရင်တော့ ready ဖြစ်ကောင်းဖြစ်နေမယ်အခုဟာကဘလူးမန်အစင်သင်မဖြစ်သေးဘူးတော့ Pavlovich တို့ Stella တို့ကစားမတွေကဂျာမနီရဲ့ကွင်းလယ်မှာ Andrich တို့ရဲ့ဘေးမှာ Kimmich တို့ရဲ့ဘေးမှာ တကယ် SMB အောင်ကစားပြရမယ့်သူတွေเนาะဆိုတော့ဟိုပြီးလို့ရှိရင်နောက်တန်းကိုကျွန်တော်ကြည့်တော့လေပုံမှန်ပွဲထွက်ခွင့်ရတဲ့ကစားမဆိုလို့ Jonathan Tark တယောက်ပဲရှိတာ Robin Coach တို့ Anton တို့တနည်းကပေါ်တူဂီနဲ့ပွဲမှာကစားသွားတဲ့သူတွေကဘလို့မှ first line နဲ့ player တွေဟုတ်မနေဘူးเนาะဂိုးသမား Tarstigan ကလည်း injury ကိုလာလောက်ရထားတဲ့ဂိုးသမားအဲ့ဒါကိုကျွန်တော်ပြန်ကောင်းလာတော့ချက်ချင်းဆိုလို့ကျွန်တော်တုံးတယ်တာစတီဂန်ကတော့အများကြီးအပြစ်မပြောလို့ဒါပေမဲ့လို့ တိုင်းခန်းစစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဗောနော်ဂျိုနသန်တလောက်ပဲ first line နဲ့ဖြစ်နေတဲ့ချီနီမျိုးမှာရူဒီဂါတို့ကျွန်တော်တို့မပါဘူးနီကိုရှလိုဒါဘက်တို့ကျွန်တော်တို့မပါဘူးဆိုတော့ဒါရီဒီဂျာမနီမှာဘယ်လိုပြောမလဲ first line နဲ့နေရာကို united ကစားမှာစုစုပေါင်း900လောက်ထိကိုကျွန်တော်လွဲနေတဲ့နေရာမှာဘာမှမလုပ်နိုင်ဘူးကျွန်တော်တို့ခုနကပြောသလိုပြင်သစ်ဘက်ကိုကြည့်ရင်ပြင်သစ်ရဲ့အားအနည်းဆုံးမှာလက်ရှိမှာနောက်တန်းမှာပြဿနာကအဲ့ဒီနောက်တန်းကိုပဲ Florian VS တယောက်ထင်းနေတော့ဗျာသိတယ်မလားအမှန်ကန်ကောင်းအောင်ရှင်မင်းကစားနိုင်ဘူးကအချိန်ကြီးနေပါတယ် နော်ဆိုတော့ဟိုတိုက်စစ်ကပေါ့ဂိုးကောင်းကောင်းမသွင်းနိုင်တဲ့ကစားမာတွေပြီးလို့ရှိရင်စာနီတို့နော်ဟိုကနာဘီတို့ကအချင်းကြီးမကောင်းတာဘာညာနဲ့အစင်လုံးဝမပြေဘူးအရန်ကုန်မှာဆိုလို့ရှိရင်လည်းခုနကပြောတဲ့ကွင်းလယ်မှာပါစကယ်ကရော့ပ်တို့လိုကစားမာတွေကိုထည့်ဖို့ကဒီပလိုင်းပလေးမေကာအနေနဲ့တုံးရင်ရတယ်မရဘူးမဟုတ်ဘူးသူတို့ပြဿနာကဘာဖြစ်လဲဆိုတော့မပြဿနာကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီအဲ तू ကအသက်ကရနေပြီဗျ physicality ကမင်းတို့မကောင်းတော့ဘူးဗျာဆိုတော့ तू ဘေးမှာ တို့ဒီ unreach တို့ဘာလို့လို့ဈာမတွေကိုထည့်မရမှာအခုကခုနကပြောသလို unreach ကလည်းအများကြီး injury တွေနဲ့ဖျက်ဆီးလာတဲ့သူဆိုတော့နီးပြားကတိတ်ပြီးတော့ကျွန်တော်မတုံသေးဘူး။နောက်ဆိုတော့ဒါကြောင့်ကြုံကြည့်ရရင်ဂျာမနီမှာလူစင်းကဒီချိန်ကတော်တော်တိုင်ပတ်တယ်။ဒါကြောင့်ပြင်တစ်လိုမျိုးပေါ့နော်တိုက်စစ်တိုင်းတိုင်းကစားနိုင်တဲ့အသင်းမျိုးနဲ့ဆိုရင်ဂျာမနီကြီးနဲ့နောက်တန်းကကောင်းမှကိုရမှာမဟုတ်ရင်တော့ဂိုးပြက်တွေပါတွေပါဖြစ်သွားမယ့်အခြေအနေမျိုးတွေကျွန်တော်တွေ့ရမှာအဲ့လိုဂိုးပြက်တွေပါတယ်ကျွန်တော်တို့ပေါ့နော်ရုပ်ပြက်ဆင်းပြက်ဒါသူတို့ဂျာမနီမှာကစားနေပွဲမှာရုပ်ပြက်ဆင်းပြက်မဖြစ်ဘူးသူတို့ကျူးပန်းရမယ် ော်တတိယနေရာမှာအပြင်တစ်ကပဲအချိန်ကြီးကောင်းသွားဖို့ရှိတယ်ကျွန်တော်တို့မှာပဲ 2C 13အဲ့လောက်နေတော့ကျွန်တော်တို့တွားအောင်ပါပဲဂျာမနီမှာလူမစုံဘူးဘလို့မှအချိန်ကြီးမကောင်းဘူးပေါ့နော်ဆိုတော့ညီကတို့ရောဒီဘွဲမှာဘလူမျိုးရလက်တွေထွက်ပေါ်လာမယ်ထင်ကြလဲတတိယနေရာလူဘွဲမှာဘယ်အသင်းကအနံ့ယူသွားမယ်ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးတို့ပါလေ